ဒီစီစဉ်ကိုအဓိကကူညီပံ့ပိုးပေးတာကတော့အမဲဆက်များကိုကင်းစင်စေပြီးပြည်စင်ဝင်ပပန်းနူရောင်အလှကိုပိုင်ဆိုင်စေမယ့် Pond's White Beauty မျက်နှာသစ်ဆက်ပြားမှဖြစ်ပါရဲ့ရှင်။ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ။ကျွန်တော်အပတ်စဉ်တင်ဆက်ပေးနေကြ Last Talk ဆိုတဲ့စီစဉ်မှာတော့ဒီတစ်ပတ်မှာလည်းကျွန်တော်အနုပညာလောကမှာမှတ်တိုင်များစွာထူးခဲ့သလိုလက်ရှိချိန်မှာမြန်မာနိုင်ငံရဲ့လိုအပ်ချက်တစ်ခုဖြစ်တဲ့ကလေးတငယ်များဆိုင်ရာလူကုန်ကူးမှု တားဆီးရေးမှာလည်းအထူးတန်တမန်အဖြစ် ဆောင်ရွက်နေတဲ့အမှုပညာရှင်တဦးကိုကျွန်တော်ရွေးချယ်ထားပါတယ်။တခြားသူတော့မဟုတ်ပါဘူး။အမှုပညာနယ်ပဲဖြစ်ဖြစ်သူ့ရဲ့ရည်တည်ချက်နယ်ပဲဖြစ်ဖြစ်အားလုံးလေးစားချစ်ခင်ရတဲ့တရုတ်ဆောင်ခိုင်နှင်းဝေဖြစ်ပါတယ်ခင်ဗျာ။အမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါရှင်အမားနဲ့ပတ်သက်ပြီးတော့ introduction ကိုကျွန်တော်အများကြီးလုပ်အောင်ပါပါခင်ဗျာဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်မေးချင်တဲ့မေးခွန်းတွေပရိသတ်သိချင်တဲ့ အကြောင်းအရာကြီးများတဲ့အတွက်ကြောင့်မလို့ကျွန်တော် main နေပဲတင်ပြကြစီဟုတ်ကဲ့ဟုတ်ကဲ့ပါအနုပညာလောကမှာအမရက်တည်တဲ့အခါမျိုးတွေမှာအနုပညာနဲ့ပတ်သက်ပြီးတော့အမောင်းလှုပ်ဆောင်ခဲ့တဲ့အရာတွေအများကြီးပါကျွန်တော်ထင်တယ်ဟို2000ဝန်းကျင်1999ပေါ့နော်2000ဝန်းကျင်လောက်မှာအမအနုပညာလောကတွေကိုစတင်ပြီးတော့ဝင်ရောက်လာတယ်လို့ကျွန်တော်တို့ဒီပရိသတ်တယောက်အနေနဲ့သိရပါတယ်ခင်ဗျာအဲ့တော့အမရဲ့အဲဒီအနုပညာလောကကိုဝင်တဲ့ကာလရဲ့အမှတ်တရလေးပေါ့ကျွန်တော်ပထမဆုံးသိချင်ပါခင်ဗျာဟုတ် အမဒီအရင်တော့ကတော့အမတို့ဒီငငယ်လေးတွေကအမတော့လူပညာလုပ်ငန်းကိုဝါသနာပါတာပါအမတော်တော်မြေခိုင်နဲ့လိုက်ခရေကအမအဲ့လိုဝါသနာပါတာပေါ့ အဲ့တော့အမတော်ကလည်း၁၀တန်းအောင်ပြီးမှအမကိုလှုပ်ရမယ်ဆိုတော့အမ၁၀တန်းဖြည်တယ်ဖြည်ပြီးတော့1998ခုနှစ်မှာအမ၁၀တန်းအောင်တယ်အောင်ပြီးတဲ့အခါ99ခုနှစ်မှာအမမတ်တင်မူလင်းစီမှာလည်းအမမော်ဒယ်တင်တန်းတက်လိုက်သေးတယ်ဟုတ်ကဲ့ပါတက်ပြီးတဲ့အခါကျတော့မှအမဒီလူပညာလုပ်ငန်းကိုစလုပ်ခဲ့တယ်အဲ့တုန်းကတော့ကြော်ညာတွေပါရင်ကအမအဲ့လောက်တိမရိုက်ခဲ့ရဘူးဘာလို့လဲဆိုတော့ဟိုတင်မော်မတ်တင်မူလင်းစီမှာမော်ဒယ်ရှိုးတွေပါရင်ရှောက်ဖြစ်တယ် အဲနောက်ဒီညမတန်ဇလန်းတွဲတွေပေါ့နော်အဲဒါလေးနဲ့ရိုက်ပြီးတော့မှနုပညာတော်ငန်းနဲ့ဝင်ခဲ့တာပါဟုတ်မော်ရိုကစ်တော့ဝါဆိုလို့ရှိရင်ဗီဒီယိုတွေတအားခစ်ကောင်းတယ်ပြန်တော့ပြီးတော့အမရုပ်ရှင်စကားတော်တော်များများမှာအမပါဝင်သေးဆောင်ခဲ့တယ်ကျွန်တော်အနုပညာလုပ်ငန်းဒီပေါ့နော်အမဒီမေးမယ်ဆိုလို့ရှိရင်တော့အများကြီးပါခင်ဗျကျွန်တော်အခုမေးချင်ဆုံးအခန်းကဏ္ဍကတော့အခုလက်ရှိအမလှုပ်ရှားဆောင်ရွက်နေတဲ့ဒီခလေးတငယ်ဆိုင်ရာဒီလူကုန်ကူးမှုတားဆီးရေးအထူးတန်တမန်အဖြစ်မဆောင်ရွက်နေတဲ့အခါမျိုးတွေမှာအမရဲ့ရည်ရည်ချက်အမရဲ့စွမ်းဆောင်ချက်တွေဟာ တော်တော်လေးကိုထိရောက်တာကိုကျွန်တော်တွေ့မြင်ရပါတယ်ခင်ဗျာဟိုဒီလိုလုပ်တယ်ဆိုတာလည်းဒီဟာပေါ့နော်ဒီအထူးတန်တမန်ဖြစ်အမအကိုမခန့်အပ်ခင်မှာအမအနေနဲ့ဒီမိဘမဲ့ကလေးတွေအတွက်ရောအမအားလုံးအတွက်ကိုအဲ့ဒီဘက်ကယက်တီပြီးတော့စာဝတ်နေတာကိုတွေ့မြင်ရပါတယ်ခင်ဗျာအဲ့ဒီပုံမှာအမရဲ့ခန်းစားချက်ယက်တီချက်ကိုလည်းကျွန်တော်ပထမဆုံးမှတ်တမ်းတင်ခြင်းပါခင်ဗျာဟုတ်ဟုတ်အမကမိဘမဲ့ကလေးတွေကိုဘာကြောင့်ဟိုကိုချင်းစာခဲ့တယ်လဲဆိုရင်အမဟိုမိ ဘယ်ပြောရမလဲအမကလည်း program family ကနေပြီးတော့ကြီးပြင်းလာတာဖြစ်တယ်အမဆိုလို့ရှိရင်အဖေကိုငငယ်လေးတည်းကတခါမှမတွေ့ခဲ့ရဘူးအမကိုယ်ဝင်နှစ်လလောက်ခရေကအမအမေကအမအဖေနဲ့ကွဲသွားခဲ့တယ်ပေါ့နော်အဲ့တော့မိဘမဲ့ကလေးတွေမှာဘယ်လိုမျိုးခံစားချက်တွေရှိလဲဆိုတော့ဘလောက်ပဲပြည့်ပြည့်စုံတဲ့ဘဝကိုရနေပါစေသူတို့မှာအမြဲတမ်းတိမ်ငယ်နေတဲ့စိတ်သက်ဆိုတာရှိတယ်။ အဲတခုခုလုပ်ရင်ငါဒါမျိုးလုပ်ရင်ကောင်းမလားအဘသူရဲငါ့ကိုဘာပြောမလဲဒီလိုမျိုးပေါ့အဲ့ strategy မိမမယ်ကလေးတိုင်းမှာရှိတယ်ဘယ်လောက်ပဲလူကချမ်းသာနေပါစေအဲ့တော့အမလည်းအဲ့လိုမျိုးဖြစ်လာခဲ့တဲ့အခါကျတော့အမကိုကိုကိုတတိမထားမိတာအမငငယ်လေးတည်းကအမမွေးနေတယ်မှာဆိုလို့ရှိရင်မိမမယ်အကြောင်းတွေမှာသွားလှူပြစ်တယ်အဲအဲ့လိုလှူတယ်ဟောနောက်ပိုင်းကျမှကိုလှူခဲ့တဲ့စင်းလေးတွေပြန်ကြည့်လိုက်မိမမယ်အကြောင်းတွေမှာပုံများတယ်အဲ့တော့အမအခုပရိုက်တာတွေလည်းလုပ်တဲ့အခါကျတော့အမမိမမယ်ကလေးတွေကိုပဲအမ ဟိုပို့ပြီးဦးစားပေးလှုပ်ဖြစ်ခဲ့တာပေါ့နော်အမှန်ကတော့ဆန္ဒနဲ့ဘဝနဲ့ထပ်တူကြသွားတာပေါ့လေဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဟိုဒီအထူးတန်တမန်အဖြစ်အမောက်ကိုခတ်အပ်တယ်ဆိုတာလည်းတဲ့ကျွန်တော်ပြင်ပါကြာနော်မဟိုအမကဒီမိဘမဲ့ကလေးငယ်တွေအတွက်ကိုအလှူအမြဲတမ်းလှုပ်တယ် private လုပ်ငန်းတွေကိုအရန်လုပ်တယ်ဆိုတော့အမြဲတမ်းတွေ့နေရတဲ့အတွက်တာဝန်ရှိလူကြီးမင်းတွေကနေပြီးတော့အမကိုဟိုခန့်ရတယ်လို့ကျွန်တော်ကြားပါခင်ဗျအဲ့ဒါမှတ်ပါလားခင်ဗျဟုတ်ဟုတ်ပါတယ်အမကပြီးခဲ့တဲ့လွန်ခဲ့တဲ့တစ်နှစ်လောက်တုန်းကပေါ့နော်ပြီးခဲ့တဲ့နှစ်ကလည်း အမဒီမိဘမဲ့ကလေး